ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျေစုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ဝိပ္ပကြားရမှာကရုရှားပြန်ရေမြင့်ရှင်ဖျားတကာကြီးကတ်လူလိုက်တဲ့ဘုံအကြောင်းကိုကြားရမှာဖြစ်တယ်နောက်တဲ့ဒင်းပုတ်အနေနဲ့ဟာဝေးနီးပညာကံမဏီကကူညီထားတဲ့ PSMS နီးပညာနဲ့ကျွန်တော်တို့တော်လှန်သောလူငယ်တွေနဲ့ ကျွန်တော်တော်လန်တော်အတိုင်းဝိုင်းမိသားစုဝင်တွေကိုဖမ်းဆီးနေတဲ့အကြောင်းတင်ပြပေးပါမယ်။နောက်ဆုံးမှာတော့အရခတ်တတော်နဲ့လူအပ်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ကုလအတွင်းမှုချုပ်ပြောဆိုလိုက်တဲ့အကြောင်းတွေကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးပါပါ။ဒီကုန်းမှာတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ local pdf တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြဆွေးနွေးပေးသားမှာဖြစ်တယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရန်ကြည့်ရှုဖို့မိဘပြည်သူတူးချင်းစီတိုင်းကိုလေစား ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါရုရှားပြန်ဖျားတကာကြီးအလူရှင်ကြီးရင်မြင့်ရှင်ရှင်ဘရင်ကြီးသူဖြစ်ချင်နေတဲ့သူဘောမရက်ွက်ကပေးထားတဲ့နမဲသူကိုသူဘွဲတွေအနှင်းထားတဲ့ဖျားတကာဆိုပြီးတော့အမိတထားတဲ့ကောင်း အကျမ်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကတ်လူခဲ့တဲ့ဘုံအဲ့ဒီဘုံဟာဘယ်နေရာမှာကတ်လူခဲ့တာလဲကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ Telegram ကမိသားစုဝင်တွေကြည့်ခဲ့ပြီးပါပြီကျွန်တော်ဗီဒီယိုတင်ပေးထားပါတယ် YouTube မှာတင်ဆက်ဖို့အဆင်မပြေလို့ပါဆိုတော့ဒီလိုမျိုးအကျမ်းဖတ်လူတက်ကောင်တွေဟာကျွန်တော်တို့ရဲ့ရဟန်းတန်ဃာတွေကိုဘုံကျဲတက်ဖြတ်ခဲ့တာချိန်ခံများစွာရှိခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ ကက်လူလိုက်တဲ့ဘုံဖျားတကာကြီးဆိုတဲ့ကောင်းမင်းအောင်လှိုင်ဘလူအချင်းဒီဇူးတွေ ਨੇ ပြန်လဲရင်ဆိုင်ရမလဲဆိုတာကိုကျွန်တော်တို့ပြည်သူအားလုံးကစိတ်ဝင်စားနေကြပါတယ်မှန်ပါတယ်။နောက်ချိုမြို့စေရနာပရိယတိစာတင်တိုက်ပေါ်ကိုဘုံကျဲခဲ့တဲ့ဖြစ်ရမျိုးဟုတ်ပြီပရိယတိစာတင်တိုက်မှန်တိတိကြီး ਨੇ ဘုံကျဲနိုင်တဲ့စိတ်ဘသူ့ကိုမိမိကျွန်တော်တရင်နေတင်ဆက်တဲ့အချိန်တွေပြီးတော့ကျောင်းမိဘတွေနဲ့အခုလိုဆွေးနွေးနေတာတွေဟာကျွန်တော်မိဘပြည်သူတွေနဲ့ကျွန်တော်တော်လန်တော့ကျွန်တော်လူငယ်တွေနဲ့ဒါအချင်းချင်းစကားပြောနေုံအသက်ပါကျွန်တော်ရဲ့မိဘ ကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေလည်းကြည့်နေတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေလည်းကြည့်နေတယ်ကျွန်တော်ရဲ့ရဲမေတွေလည်းကြည့်နေတယ်ကျွန်တော်စကားတွေအများကြီးဟိုဖောက်ကားပြီးတော့ပြောလို့မရအောင်ဟုတ်ပြီရန်တန်ကတွေ့စာတင်နေတဲ့နေရာစာတင်တိုင်းကြီးမှန်တိတိကြီးနဲ့ဘုံကျဲရက်တဲ့စိတ်မျိုးဘုံကျဲလိုက်ရင်အဲ့ဒီ တန်ဃာတွေ့ပြီးတော့ထဲထဲမှဒါတန်ဃာဒီကိုလောက်ကန်ကျွေးမွေးနေတဲ့ကျွန်တော်တို့ရဲ့ဒေတာကန်ပြည်သူတွေအပြစ်မဲ့တဲ့သူတွေတေဆုံးမှန်မှန်တိတိကြီးနဲ့လေငရဲကခွေးသားတွေဘုံကျဲခဲ့အဲ့ဒီဘုံကျဲမှုကိုဥဆောင်ခဲ့သူက ကျွန်တော်အရှိကပြောတယ်ဖျားတကာကြီး တို့ခေါင်းစဉ်တက်ထားတဲ့သူကိုယ်သူရေမြင့်ရှင်တခင်ဘရင်လို့တင်စားနေတဲ့ခွေးလောက်မှတည်တရားမရှိတဲ့ပြည်သူကြွေးတဲ့သမင်းကိုကျွန်တော်တို့အားလုံးစားနေကြတာအဲ့ဒီမင်းအောင်လှိုင်ဆိုတဲ့កောင်ကလည်းပြည်သူကြွေးတဲ့သမင်းကိုစားနေရကျွန်တော်စကားပြောမှားလားမှန်လားကျွန်တော်ရေးပြီးပါ comment ရေးပြီးခဲ့ပါ လက်ရှိကျွန်တော်တို့နိုင်ငံမှာ အာနာယူနေပါတဲ့အုပ်စုတစ်ခုလုံးဘုံမှုတွေဘုံချုပ်တွေတိုင်းမှုတွေရှိရှိသမျှယာဒုယာခံတွေအကုန်လုံးကကျွန်တော်တို့ပြည်သူကျွေးတဲ့ထမင်းကိုစားနေကြရတာဒါပေမဲ့အဲ့ဒီလက်ကိုဒီကောင်တွေပြန်ကြိုက်ကြတယ်ဘုံနှလုံးကိုနှစ်ချိန်ကျဲချလို့မတိမဆိုးလို့ အဲ့ဒီပရိယတိစာသင်တိုက်ပေါ်မှာအနိုင်ပြန်ပြီးတော့စတနံနဲ့ပြစ်ပြီးတော့ထမှန်ပြီးတော့ပြစ်ခတ်ခဲ့တယ်စိတ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူတူးချင်းစီတိုင်းကျွန်တော်ရဲ့ညီကိုမတော်မတူးချင်းစီတိုင်းဒီလိုစိတ်မျိုးကျွန်တော်တို့ဘယ်လိုမွေးလို့ရမလဲစဉ်းအောင်စဉ်းစားလို့မရအောင်ကျွန်တော်ရဲ့မိဘ ကျွန်တော်တို့စဉ်းအောင်စဉ်းစားလို့မရဒါမှမဟုတ်ဒါကိုဒီကောင်တွေလုတ်ခဲ့ကြတယ်မနေ့ကတရားနီအတွက်အမှတ်တရကျွန်တော်တင်ပြခဲ့တယ်ပြီးတော့ကျွန်တော်တို့ရဲ့ရှစ်သက်ရှစ်မှာပေးဆက်ခဲ့တဲ့ကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့အာဇာနီအဲ့ဒီရှစ်သက်ရှစ်မှာပါဝင်ခဲ့တဲ့ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ဖိတ်ခေါ်ခဲ့တယ်ကွန်မန့်မှာဆိုတော့ဒီနေ့ကျွန်တော်ကွန်မန့်တွေကိုပြန်ဖတ်တယ်ပြီးတော့ပြန်ပြန်မှတ်တယ် ။ comment တွေအကုန်လုံးကိုကျွန်တော် reply ပြန်ဖို့ကျွန်တော်ကြိုးစားပါတယ်။ reply တွေပြန်ပေးထားပါတယ်ကျွန်တော်ရေးမိပါတယ်။အဲ့ဒီ comment တွေကိုတေးချစ်စာလေးကျွန်တော်မှတ်ပါတယ်။ဒါကိုကျွန်တော်ပြန်လဲတင်ပြဖို့နေဆွဲတစ်ခုရှိပါတယ်။အဲ့ဒီနေဆွဲမှာကျွန်တော်အထူးပြုတင်ပြပေးသွားမှာဖြစ်တယ်။အဲ့ဒီ comment တွေကိုကျွန်တော်ဖတ်တယ်။ကျွန်တော်ရဲ့မိဘတွေတကယ်ကြုံခဲ့တဲ့အကြောင်းအရာတွေ88 မှာကျွန်တော်တို့နိုင်ငံတွင်းထဲမှာရက်ဆက်ဆက်လောက်ခံရတဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းကြီးတွေပြန်လဲပြောလာတဲ့စကားတွေကျွန်တော်ရင်ထဲမှာစုံနေသွားတခါတည်းရမှာကျွန်တော်တို့ပိတ်ဆက်နေတာကျွန်တော်တို့လောက်ကင်နေတာတွေဘာမှမဟုတ်သေးဘူးလို့ကျွန်တော်ကိုယ်၌ခံစားလိုက်ရတယ်ဒါကြောင့်ဒီတော်လန်ရေးမှာယနေ့အချိန်ကြီးကျွန်တော်နှိမ့်ချစွာပါဝင် နေရတာ ျွန်တော်တို့အရှိမကြီးမြတ်တဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းတွေရှိနေလို့ကျွန်တော်တို့အရှိမအရန်ကိုခန်းထားတဲ့တမိုင်းတွေကိုရေးထိုးခဲ့တဲ့ကျွန်တော်တို့ရဲ့အာဇံနီတွေရှိနေလို့ကျွန်တော်ဆိုတာတာမန်ရဲဘော်တယောက်ပါကျွန်တော်ရဲဘော်ရှမ်းလေးပါတာမန်လူငယ်တယောက်ပါကျွန်တော်တို့တော်လန်ရေးလုပ်ခဲ့တယ်ကျွန်တော်တို့တိုက်ပွဲတွေဝင်ခဲ့တယ်ကျွန်တော်တို့လေ့ကျင့်ခဲ့တာတွေဟာတာမန်ပါဒီချက်ပုံပြီးတော့ကျွန်တော်တို့လုတ်ပြဖို့ကျွန်တော်တို့အငဲ ကြိုးစားမယ်အစွမ်းကိုပေးဆက်သွားမယ်လို့ကျွန်တော်ဒီကနေပြီးတော့ဂရုပြုပါတယ်ကျွန်တော်သတင်းတင်ဆက်တဲ့မီဒီယာသမားတွေရှိတယ်ပြီးတော့နိုင်ငံရေးအကြောင်းတင်ပြတဲ့သူတွေရှိတယ်ပြီးတော့လက်ရှိကျွန်တော်တို့ဒီတိုင်းပြည်တွင်းမှာဖြစ်ပျက်နေတဲ့အခင်းအကြောင်းအရာတွေကိုတင်ပြနေတဲ့မီဒီယာရှိတယ်။ကျွန်တော်မီဒီယာသမားလည်းမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ဘူးကျွန်တော်ဂျေးပေါ်ပါ။ပြည်သူကိုကာဝယ်ဆောက်ရှောက်ပါမယ်ဆိုတဲ့သစ္စာဒိဋ္ဌံကို ရစ်ဆိုပြီးတော့တစ္ဆာရေတောက်ထားတဲ့ရဲဘော်တူပါဒါမှကျွန်တော်လက်နဲ့ကင်ဖို့တော့ငွေဖွာလာတာမဟုတ်ဘူးမဖြစ်မနေကင်ဆောင်နေရတဲ့အခြေအနေရောက်နေတာမဟုတ်လို့ကျွန်တော်လက်နဲ့ကင်ဆောင်ထားရခြင်းဖြစ်တယ်ဆိုတာကျွန်တော်ရဲ့ဗီဒီယိုအမြဲတမ်းကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေသိပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ညီကိုမောင်မတွေနဲ့ကျွန်တော်ထပ်ထဲရှိပါတယ်ဆိုတဲ့အကြောင်းကို မှတ်တရကျွန်တော်ပြန်ပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်မိဘတွေအကြံပြုချက်တိုင်းကိုကျွန်တော်တလေးတစ်နှက်ကျွန်တော်ရှိပါတယ်ဟုတ်ပြီဒါခစ်ဆက်ဆက်တမိုင်းဆက်ဆက်နဲ့ယနေ့အတိုင်းကျွန်တော်တို့ရဲ့တန်ခါတော်တွေပြီးတော့ကျွန်တော်တို့ရဲ့ဘာသာရေးအဆောက်အဦတွေကိုရွေကျက်ရှိရှိဖြည့်ဆည်းခဲ့ကြတဲ့လူမိုက် ခွေးသားတွေရဲ့လုပ်ရက်တွေကျွန်တော်မယုံနိုင်အောင်မြင်တွေ့နေရပါတယ်ဆိုတော့ဒီပေါ်မှာလဲကျွန်တော်ရဲ့မိဘဒီသင်းတွေတက်လာတိုင်းမှာတခက်ကိုရှင်ထုနာဝန်နဲ့ပတ်လက်ဖြစ်နေတာကိုလည်းကျွန်တော်ကြားသိရပါတယ်ဒါကြောင့်အဲ့ဒီနေရာဟာဘလို့နေရာမျိုးလဲဆိုတာကိုတစ်ဖက်ရက်ကွက်ကကောင်းနေအကုန်လုံးစုံစမ်းလို့ရတယ် ကျွန်တော်တို့ပရိယတိစာသင်တိုက်လာမင်းတို့ပြောပြောနေတဲ့မင်းတို့အနံ့ယူနေတဲ့ကျွန်တော်တိုင်းရင်သားတစ်ဖွဲ့ဝင်တွေရဲ့စစ်စခန်းလာကျွန်တော်တို့ PDF တွေရဲ့စစ်စခန်းလာမင်းတို့ကြိုက်လို့မျိုးတုံ့နှုံလို့ရတယ်အတုံးနှုံကကျွန်တော်တို့အတွက်အရေးမကြီးဘူးအဲ့ဒီနေရာကိုပြန်စုံစမ်းလိုက်ပြန်စုံစမ်းပြီးသွားရှင် ကိုကိုကိုအပြစ်ရှိတယ်လို့ဝန်ခံတယ်ဆိုရင်ဒီလောကမှာဒီလိုမျိုးခွေးလောက်မှသိဉာဏ်ရှိတဲ့ကောင်တွေနေထိုင်သင့်လားမနေထိုင်သင့်ဘူးလားကိုယ့်အံကိုဆုံးဖြတ်ပြီးသားရင်ကိုယ့်အံကိုဟုတ်ပြီကျွန်တော်ရမိပါဒါရီကကျွန်တော်တို့ပြည်သူတွေရဲ့နှလုံးသားလိုက်မှတန်မှုရိုက်ထားသလိုမျိုးဒါရီကိုလုံပြလို့ရကျွန်တော်တို့ နောက်ဆုံးသွားလို့လားကြောက်လန့်သွားလို့လားကျွန်တော်နေရာဒေသတီးတီးမှာကျွန်တော်တို့ရဲ့ကြေးရွာဝင်ရောက်တဲ့ဘုံကျဲတဲ့မီးရှို့တဲ့ဖြက်စီးတဲ့ရောရွာသားတွေခေါင်းဖြတ်တယ်ခြံစည်းရိုးတိုင်မှာစိုက်ခဲ့တယ်ကာလမပေါ်မှာလမ်းမထပ်မှာလက်နက်မဲ့ပြင်းမဲ့ပြည်သူတွေကိုကျွန်တော်တို့မြင်လို့ရှုလို့မကောင်းအောင်ကလီစာတွေကိုဆွဲထုတ်ပြီးတော့လမ်းမပေါ်မှာပဲဖြန့်ကျဲပြီးတော့ကျွန်တော်တို့ကို ကြောက်အောင်ကြောက်စိတ်သွင်းခဲ့လို့ရောကျွန်တော်တို့ကြောက်ခဲ့ကြလို့လားခေတ်ဆက်ဆက်ကျွန်တော်တို့ကိုနှိုးစုံနဲ့တပ်ဖြတ်ခဲ့ကြပြီးပြီကျွန်တော်တို့ကြောက်စိတ်ဖြစ်သွားကြလို့လားဆိုတော့ပိုဆိုးတဲ့တွင်းကိုပိုနှံ့အောင်ဒီကောင်တွေသူတို့ဘာသူတို့ဒုနေကြတာပါကျွန်တော်ရဲ့မိဘတေချာပေါ့အဲ့ဒီတွင်းလေးကိုဒီကောင်တွေအကုန်လုံး ဆင်းရမှာဖြစ်တယ်။ကျွန်တော်တို့ကလူငယ်တွေကပြတ်သားသွားတယ်။အာနာရှင်မှန်သမျှအကျမ်းဖတ်ဖတ်စစ်တက်မင်းအောင်လှိုင်းတဲ့ပူပေါင်းသူမှန်သမျှဒီနိုင်ငံအတွင်းထဲမှာကျွန်တော်တို့လုံးဝတကောင်းမှအရှင်ထားမှာမဟုတ်ဘူးလို့ဒီကောင်လေးရဲ့မျိုးဆက်ပါကျွန်တော်တို့ချမ်းမှာမဟုတ်ဘူးအညောင်ပြန်ပေါက်လာမှာစိုးပွဲရတော့တကယ်ကောင်းမှာကျွန်တော်မြင်ပါ ဒါကြောင့်ကျွန်တော်မြဲတယ်ပြောတယ်ကျွန်တော်ကိစ္စဆက်မှာကျွန်တော်တို့ကြုံခဲ့ဆုံးခဲ့တဲ့အရာတွေအကုန်လုံးကိုဒီနွေဦးရဲ့တော်လှန်ရေးမှအကုန်လုံးကိုညင်ခွင့်အကုန်လုံးကိုတီခွင့်အကုန်လုံးကိုကြားခွင့်ကျွန်တော်တို့ရလိုက်တာကျွန်တော်တို့အမြင်အရှိတီမှာကျွန်တော်တို့ကိုဂျင်းမျိုးစုံနေဒီကောင်တွေထည့်ခဲ့တယ်တရင်အမှောင်တွေချခဲ့တယ်စာအုပ်တွေတော့မှကျွန်တော်တို့လွတ်လပ်စွာ ဖတ်ခွင့်မရတဲ့အခြေအနေတွေဟောပြောခွင့်တွေပြောဆိုခွင့်တွေပြီးတော့လူတိုးချင်းစီရဲ့ခံစားချက်ကိုထုတ်ဖော်ဖို့လေအမောင်ကြခဲ့တဲ့အခြေအနေကျွန်တော်လူငယ်တွေဓာတွေနဲ့အကုန်လုံးရင်းနှီးပြတာပါဒါကြောင့်ဒီတော်လှန်ရေးဟာကျွန်တော်တို့အတွက်တကယ့်ကိုဂုဏ်ယူရပါတယ်ဟုတ်ပြီနောက်ချိုးကျွန်တော်တို့ပြည့်တိစာသင်တိုက်ကြီးကိုစာသင်တိုက်ကြီးမှန်တက်တက်နဲ့ ရွေချက်ရှိတယ်လို့ပဲဆိုရပါတယ်ဘာမှတော့တိတ်တော့ပြောစရာမရှိဘူးဘုံကျဲမှုကိုရင်တွေရောရန်တန်ဃာတွေရောကျွန်တော်ရဲ့ဒေတာကန်တွေရောတိတ်ဆုံးခဲ့ရပြီပါပြီဒီပြစ်စင်တွေလည်းကျွန်တော်ရဲ့မိဘတွေတိခဲ့ပြီပါပြီဒါဟာကျွန်တော်တို့နိုင်ငံရဲ့တမိုင်းစိုးတစ်ခုဖြစ်မှတ်တမ်းဝင်သွားပါတယ်ဟုတ်ပြီနောက်တစ်ခုကလက်ရှိကျွန်တော်တော်လန်တော့ကျွန်တော်တို့ရဲ့ ဒါမိသားစုဝင်တွေကို တရုတ်ဟောင်းဝင်းနီးပညာကံပဏီကအကူညီနဲ့ PSMS နီးပညာနဲ့ဖန်ဆင်းနေတဲ့အကြောင်းကိုကျွန်ရဲ့မိဘတွေကျွန်ရဲ့ညီကိုတွေသတိပြုဖို့အတွက်တိဆက်ပေးပါမယ်။ဟုတ်ကဲ့ပါတော်လန်လူငယ်တွေကိုဖန်ဆင်းမှုတွေဇက်တိုက်ရှိနေပါတယ်။အဲ့ဒီဖန်ဆင်းမှုတွေကအချမ်းဖတ်အုပ်စု ထိမ့်ချုပ်တဲ့နေရာတွေမှာဖြစ်ပါတယ်ဆိုတော့ကျွန်ရဲ့ငွေချင်းရဲဘော်ရဲဘက်အပေါင်းတို့လုံးဝမပေါ်ဆပါနဲ့လက်ရှိဖန်စီထိမ့်သိမ့်နေဆက်ဟင်းမန်ခံနေရတဲ့သေလားရှင်လားမသိရတဲ့အမျိုးသမီး2ဦးနဲ့အမျိုးသား1ဦးလက်တော့ဖန်ဆီးခံရရပါတယ်သူတို့တွေကပုံမှန်50ညနဲ့ဖန်ဝရန်ထုတ်ခံထားရတဲ့သူတွေပါဟုတ်ပြီအချမ်းမဖက်စစ်တာ PSMS နီးပညာကိုတင်ကျဲစွာအသုံးပြု နိုင်ဖို့အတွက် Smart Cap UID တွေကိုအတင်းအားမဖိအားပေးပြီးတော့ပြုလုပ်ခိုင်းခဲ့ကြတာပါ Smart Cap UID Cap ဆိုတော့ဒီကတ်တွေကကျွန်တော်တို့တူးချင်းစီတိုင်းကျွန်တော်ရဲ့အချက်လက်တွေအကုန်လုံးကိုသူတို့ရှိမှာပုံအပ်ထားကြရတယ်ကျွန်တော်ရဲ့မိသားစုတွေမမေ့ပါနဲ့ အကျံဖတ်ခွေးတော်မှအုံတော့သိဉာဏ်ရှိတဲ့ကောင်းတွေဟာကျွန်တော်တို့ပြည်သူကောင်းစားဖို့ကျွန်တော်တို့ပြည်သူအတွက်ဆိုတာဘာတစ်ခုမှမျောလင့်စရာမရှိပါဘူးစစ်တပ်ရဲ့ကျေးဇူးမူးတော်ရှူစရာမရှိဘူးဆိုတဲ့စကားဟုတ်ပြီဟာဝနုပညာခံနီကကုညီပေးထားတာအဲ့ဒီဤပညာအကူညီနဲ့ပဲ အကြံဘက်စစ်တပ်ကကျွန်တော်တို့ရဲ့လူငယ်တွေကိုဖမ်းဆီးနေတာပါဆိုတော့ဒရင်းရရှိမှုကအနေချင်းတာဖြစ်ပါလိမ့်မယ်ဒီထက်ပိုပြီးတော့ပြောင်းနေတဲ့ကျွန်တော်တို့မလား55ကကြီးကျွန်တော်တို့သူတို့ရဲ့အကြမ်းဖက်ပုံမှပေါ့ဗျာအကြမ်းဖက်ကောင်တွေကအကြမ်းဖက်ပုံမှနဲ့သူတို့ရှိမှဘာဥပရိမှကင်ဆောင်ထားဆွဲကင်ဆွဲထားတဲ့မရှိဘဲနဲ့လှုပ်ချင်ရလှုပ်နေတဲ့ကောင်တွေဟာ အဲ့ဒီ PSMS ဒီပညာနဲ့ဖန်ဆီးနေကြပါတယ်ဒါဟာကျွန်တော်တို့အထူးသတိပြုရမှာဖြစ်ပါတယ်ကျွန်တော်တို့ပတ်စလို့မရဘူးအကျံဖတ်အုပ်စုရှိတဲ့စစ်စေးဂိတ်တွေမှာကျွန်တော်တို့လုံးဝပတ်စလို့မရဘူးဆိုတော့ကျွန်တော်တို့ဒါမြို့ပြဒေသတွေမှာလည်းကျွန်တော်တို့ရဲ့မြို့ပြ UG တွေမြောင်များရှိပါတယ်လက်ရှိအခြေအနေထိလည်း လုံးနဲ့အရင်နဲ့ရှိနေစဲပါမြို့ပြလူငယ်တွေမြို့ပြ UG တွေဘလောက်ပဲပေးဆက်ရပါစေမြို့ပြလူငယ်တွေကဒီနေ့အချိန်ထိသွေးရနေစဲပါအချိန်အခါဆိုတာဒီကောင်တွေအိမ်အရှိကိုကျွန်တော်တို့ကိုနိုင်တကားလာခောက်မှဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာတော့အရခတ်တော်နဲ့ လိုအပ်တဲ့အရာတွေကိုဆွေးနွေးသွားဖို့အစဉ်သင့်ရှိနေတယ်ဆွေးနွေးသွားဖို့ရှိနေတယ်လို့ကုလသမဂအတွင်းမှုချုပ်ကထုတ်ဖော်ပြောဆိုလာပါတယ်ဆရာအရခတ်တော် AA QLA ဘုจุထွင်းမြတ်နိုင်ရခိုင်သူရခိုင်သားတွေအတွက်ဂုဏ်ယူပါတယ်ရခိုင်တက်တော် AA ဟာရခိုင်ပြည်သူတွေနဲ့ ဖွဲ့စည်းထားတာပါရခိုင်သူရခိုင်သားတွေအားလုံးဟာအီအီမှာဆိုတော့ဒီစကားကိုဘယ်ချက်ကောက်ကကောင်းတွေကြားရင်လဲကျွန်တော်တို့သူတို့အုတ်ချုပ်လို့ရနေစဉ်နေရာတွေမှာရှိတယ်ကျွန်တော်တို့ရဲ့ရခိုင်တွေကိုနေ့စဉ်ဒုက္ခပေးနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ရခိုင်အေအေဟိတ်ဆိုရင်တေလောက်အောင်ကြောက်နေကြရတာဆိုတော့လုံလုံရတဲ့နေရာမှာတော့လုံထားအောင်ပေါ့ သူ့လက်ကိုယ့်လက်ဆိုတာကတော့ရှိပါတယ်ဟုတ်ပြီဒီလိုအချိန်တွေမျိုးမှာအခါတက်တော်နဲ့ဆွေးနွေးဖို့စီစဉ်နေရှိတယ်ဆွေးနွေးဖို့လည်းလုပ်နေပါပြီဆိုတော့ဒီဆွေးနွေးသွားမယ်အကြောင်းအရာတွေခေါင်းစဉ်တွေကတော့အမြောက်အများရှိပါမယ်ဒါဟာကျွန်တော်တို့အတွက်အခွင့်အရေးတစ်ရပ်ပါဆိုတော့ဒီလိုမျိုးကျွန်တော်တို့နေနေထိချုပ်ထားတဲ့နေရာတွေမှာ ဟလာကျွန်တော်လူမျိုးကျွန်တော်တို့ဒါလူမှုရေးကယ်ဆယ်မှုတွေ၎င်းလူသားချင်းစာနာထောက်ထားမှုတော်၎င်းပြီးတော့ဒါအခြားသောကဏ္ဍတီးတီးမှပူပေါင်းဆောင်ရွက်မယ်ကဲဘယ်သူနဲ့ပူပေါင်းဆောင်ရွက်မလဲအကျန်းဖတ်အုပ်စုနဲ့ပူပေါင်းဆောင်ရွက်မှာလားကျွန်တော်တို့ကောင်ွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းဆောင်ရွက်မှာလားဆိုတော့အဖြေဟာကျွန်တော်တို့ မေးစရာမလိုဘဲနဲ့အော်တူရောက်လာမှာဖြစ်ပါတယ် လက်လောင်းမှာတော့ရိုဟင်ဂျာကိစ္စတွေနဲ့ဆွေးနွေးတော့ဖို့ရှိပါတယ်ပြီးတော့စပေးရှောင်တွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးတော့ဖို့ရှိပါတယ်ပြီးတော့ကျမ်းမာရေးဆိုင်ရာထောက်ပံ့တွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးတော့ဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့လက်ရှိစစ်နိုင်နေတဲ့ကျွန်တော်တို့ထိန်းချုပ်နိုင်နေတဲ့ပြည်내တွေရဲ့ပရမအူဆုံးအပြောင်းအလဲတွေဖြစ်လာတာ ဒါကိုကျွန်တော်တို့အားလုံးလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့ညီကုန်းမှာတော့ကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့ local PDF တွေကျွန်တော်ရဲ့ညီကိုတငယ်ချင်းရဲပေါ့ရဲပဲအပေါင်းတို့ local PDF အနေနဲ့ယက်တီနေတဲ့ကျွန်တော်ရဲ့တပ်ဖွဲ့ဝင်ပေါင်းတို့ဆိုတော့တရင်တပ်ဖွဲ့တွေ viewer light လှူရှားဆောင်ရွက်တဲ့နေရာမှာအတူတူပူးပေါင်းလှူဆောင်ဖို့အတွက်နှိမ့်ချပါ တကယ်လို့ ERO တွေနဲ့အတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်လည်း ERO တွေနဲ့အတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်ပါကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကာကွယ်ရေးကျွန်တော်တို့ဒါချိန်ဆော့ command တွေနဲ့အတူတူသွားမယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒါဒေသနာဆိုင်ရာကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ဥပမာတောင်ပိုင်းတိုင်းစစ်ဒေသအမျိုးပိုင်းတိုင်းစစ်ဒေသအလဲပိုင်းတိုင်းစစ်ဒေသစသည်အဖြစ်အတူတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်ဒီကနေပြီးတော့တိုက်တွန်းလိုတယ် ် AR view ဟာနဲ့တော့လကောင်းကိုတိုင်းစစ်စင်ရင်းနဲ့တော့လကောင်းရန်ကုန်တိုင်းစစ်စင်ရင်းနဲ့တော့လကောင်းနေပြီးတော့အထူးတပ်ဖွဲ့ဝင်တွေနဲ့တော့လကောင်းအညာမှာ ရှိတဲ့အညာမြေပြန့်မှာရှိတဲ့တရင်တပ်ဖွဲ့ထွေနဲ့တော့လကောင်းအတူတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်ဒီကနေအထူးပြောကြားလိုပါတယ်ဒါကအရေးကြီးပါတယ်ရန်သူကြောက်တဲ့အရာတစ်ခုပဲရှိပါတယ်အဲ့ဒါကကျွန်တော်တို့အားလုံးရဲ့စီ စုစည်းညီညွတ်မှုဒါကိုသူရမ်းကြောက်တာဒါကြောင့်လည်းပဲခက်ဆက်ဆက်ကျွန်တော်တို့တွေစုစည်းလို့မရအောင်ကျွန်တော်တို့အချင်းချင်းပြန်ပြီးတော့တတ်ဖြတ်ကြရအောင်လုပ်ခဲ့တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်ကင်မှာချစ်ကင်ကိုတွေ့မယ်ဆိုရင်လည်းကရင်မှာလည်းတွေ့ပါလိမ့်မယ်ကျွန်တော်ချားတော့တိုင်းသားတပွဲဝင်တွေမှာလည်းတွေ့ပါလိမ့်မယ်ရှမ်းမြောင်းနဲ့ရှမ်းတောင်မှာလဲထုံနီကောင်ရှိပါတယ်ဆိုတော့ဒါတွေကကျွန်တော်တို့အားလုံးယူရမယ့်သင်ခန်းစာဖြစ်ပါတယ ။ဒါကြောင့်ကျွန်တော်တော်လန်ရေးမှစူးစီးညီညွတ်မှုသာလင်ကျွန်တော်တို့ပြည်သူကိုအမြန်ဆုံးလွတ်မြောက်အောင်အမြန်ဆုံးကယ်တင်နိုင်မဲ့နီလန်ဒါဖြစ်ပါတယ်။ကျွန်တော်မိဘပြည်သူကတော့ကျွန်တော်တို့တော်လန်ရေးမှတာဝန်အခြေဆုံးနဲ့ဒီနေ့အချိန်ကြီးဝင်းရံကိုညီမှုမပြတ်ခဲ့တဲ့အရန်ကိုတံမိုးထားလေးစားရတဲ့တော်လှန်ရေးရဲ့ဥရှောင်းကြီးဖြစ်ပါတယ် တော်လည်းဦးဆောင်တော်လည်းကိုဦးဆောင်သူဟာကျွန်တော်တို့ရဲ့ပြည်သူသာဖြစ်ပါလေဘယ်အဖွဲ့စည်းမှမဟုတ်ပါဆိုတော့ကျွန်တော်ပြည်သူရဲ့လူလာတဲ့ဆန္ဒအရာကျွန်တော်အားလုံးစုစည်းပြီးတော့အလုံးလုံးနှိုင်ဖို့အတွက်အများဆုံးပူးပေါင်းကြပါလို့ပြောချင်တဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ်လည်းနေပစ်စီကပိနေမအေးဘေးပါကြောက်နေကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘတူးချင်းတွေလည်းဘေးရနေကင်းရှင်းပါကြောင်လေးလေးနဲ့စတောင်းရှင်းနေ 这到也不行里吧？